အားလုံးပဲမင်္ဂလာပါစတေလာဦးပါရှင် စတေလာဒီနေ့မှာကတော့ဟိုဝင်းနှရွက်ကိုမှာပေါ့เนาะတည့်တီ6လေးနဲ့တည့်တီသနက်ပုံစံလေးချက်စားမှာဖြစ်လို့စတေလာနဲ့တူတူလိုက်ချက်ကြည့်အောင်เนาะဒီနောက်ပိုင်းစတေလာဗီဒီယိုလေးတွေပုံမှန်မတင်ဖြစ်ဘူးပေါ့เนาะဘာလို့လဲဆိုတော့စတေလာအာ အရင်တိတ်မချက်စားဖြစ်သူဆိုတော့လေဘာတရားမမှန်လဲစလာမသိဘူးကိုချက်စားတဲ့ခါမှာအချိန်ရတယ်ဆိုရင်ဗီဒီယိုလေးရိုက်ပြီးတင်နေရဆိုတော့လေအခုကတော့ဒီတက်ဒီတနက်စားချင်တယ်ပေါ့နော်ဒါပေမဲ့တက်ဒီတနက်ကြီးပဲဆိုရင်စတလာငငယ်ကတက်တက်လို့စားတဲ့ခါတက်ဒီတနက်နဲ့ပဲတောက်လျှောက်စားခဲစားခဲတယ်ပေါ့နော်ဆိုတော့နည်းနည်းပြင်းနေစားရတာလေအားကြောင့်မလို့စတလာလိုမျိုးစားပြင်းနေဆိုလို့ရှိရင်ဝက်ကောင်လေးနဲ့ဒီလိုမျိုးတက်ဒီတနက်ကိုရောချက်စားကြည့်ပါအရန်စားကောင်းပါတယ် ။ပါဝင်ပစ္စည်းလေးတွေကတော့အရန်ရိုးရှင်းပါတယ်။တည့်တည့်ကြောက်ကိုတော့စတဲလာအရင်ဆုံးရေးစေးထားပါတယ်။သူ့မှာပါတယ်စားပွင့်လေးတွေအပေါ်တော့အာရေးမစေးဘဲဒီတိုင်းချက်မဲ့ဆိုရင်ငန်လဲငန်နဲ့သူကနည်းနည်းမမာကြီးဖြစ်နေရဆိုတော့ရေစိန်ထားမှသူပြော့ပြော့ပြောင်ပြောင်လေးနဲ့ချက်လိုက်လို့ရှင်လေခဏလေးနဲ့အာစားလို့ရမှာပေါ့နော်အားကြောက်ပါ တက်တီတနက်ရဲ့အသက်ကတော့ကျက်သွုံဖြူပေါ့နော်ဘာလို့လဲဆိုတော့စတေရာဝင်စားတိုင်းသူ့အထုပ်တွေမှာအပူတွေမှာပေါ့နော်ကျက်သွုံဖြူလေးတွေပါတယ်လေဒီလိုပပလှီထားတာလေးထည့်ထားတယ်ပေါ့နော်စေလာကတော့တခါရဲ့ချက်ရင်ထဲမှာထည့်လိုက်မယ်ပေါ့နော်ဘာလို့လဲဆိုတော့အထားလေးပူခံတယ်ပူပြီးတော့လည်းမှုရဲ့လိုခံစားရတယ်အစိမ်းထက်စားလို့ရှိရင်လေကိုကြိုက်တဲ့အာပမာဏပေါ့နော်ကိုကြိုက်တဲ့ပုံစံလေးတွေလှီးပြီးတော့ထည့်လို့ရပါတယ်စေလာကတော့နည်းနည်းကြီးကြီးတွေရောတေးသေးတွေရောကြိုက်တယ်လို့လှီးထားပါတယ်ဘာလို့လဲဆိုတော့ကိုပါကိုစားမှဆိုတော့လေဟာ သူကစက်သွန်နေမှာပါဘူးစက်သွန်ဖြူပဲစက်သွန်ဖြူမှာစတလာတို့မဆလာလေးနဲ့မွမွေးလေးအဲ့လိုတက်မှာပေါ့နော်တခြားအရက်ဒေသကြီးတော့မသိဘူးပေါ့နော်စတလာတို့မော်လယ်မြိုင်မှာရောဒီရန်ကုန်မှာစတလာအာအဆောင်နေတဲ့အခါမှာလဲလန်းတို့ဘာလို့မှဆိုလို့ရှင်ဈေးတွေမှာဝက်သားရောင်းနေဆိုရင်သူကအာခေါင်းဆိုလဲခေါင်းအစိမ့်ပေါ့နော်ဒီအသားလေးဆိုလဲအစိမ့်အဲ့လိုမျိုးပဲရောင်းကြရလေဒီမှာကကြတော့ဘန်ကောက်မှာပေါ့နော်ထိုင်းမှာပေါ့ဘန်ကောက်ကြီးမှာပဲမဟုတ်ဘူးတခြားနေရာတွေမှာလဲအဲ့လိုပဲ ူတို့ကကျတော့ခေါင်းကိုခေါင်းလိုက်ကြီးအဲ့လိုပြုတ်ထားရလဲရောင်းနေဒီအချမ်းလိုက်ပြီးပေါ့နော်ခေါင်းတချမ်းဆိုလို့ရှင်တရာကျော်လောက်ပဲကြရဲပေါ့နော်အဲ့လိုအချမ်းလိုက်ပြီးလဲရောင်းနေအစိမ်းလဲရောင်းနေဒီလိုမျိုးပြုတ်ထားရလဲရောင်းနေပေါ့နော်ဆိုတော့စတလာအမြဲဝဲစားပြစ်တယ်ငရုတ်စီနဲ့ပဲကိုပါကိုခေါင်းတုပ်ပုံစံပဲလှုပ်စားလှုပ်စားပေါ့နော်ထပ်မပြုတ်ရတော့ဘူးဆိုတော့အချိန်မကုန်ဘူးပေါ့နော်တန့်ရှင်ရလဲလှုပ်ရမလို့ဆိုတော့ဒီနေ့ကတော့စတလာနေရွက်နှစ်ဖက်ပေါ့နော်အဲ့လိုပုံစံဝဲခဲ့တယ် အာခေါင်းကြီးပဲဆိုကျန်တဲ့နေရာတွေကလည်းနည်းနည်းဣရဲဆိုတော့လေဒီမှာလဲလှီးတဲ့ခါမှာကိုယ်အဆင်ပြေလို့လှီးလို့ရရဲ့ကိုမစားချင်တဲ့အစိတ်ပိုင်းနေဆိုလို့ရှိရင်လည်းဖိတ်ထုတ်လိုက်လို့ရတယ်စတေလာတော့လှီးနေနေအစီများတယ်ဘယ်လိုမစားချင်တဲ့ပုံစံတွေတွေ့ရဆိုရင်တော့လှဲဖဲဖဲလိုက်တယ်ပေါ့နော်ဖိတ်ထုတ်လိုက်ပါတယ်ကုန်လုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ Stella စီစားတတ်ပါမယ် CO ကမနှဲမများပေါ့နော်ကိုအဆင်ပြေတယ်လို့ထည့်လို့ရပါတယ်အများကြီးထည့်လို့ရှိရင်လည်းဝက်ကောင်းတဲ့ချက်မှာဆိုတော့နည်းနည်းဤနိုင်တယ် အားကြောင့်မလို့ကိုအဆင်ပြေလို့ထဲ့ပါပြီးရင်တော့နနွေးမှုတ်ရဲ့ရောင်တင်မှုတ်ရဲ့ပါရောင်တင်မှုတ်တော့မမမော်လမြိုင်နေမမကုတိုင်လောက်ထားတဲ့ဟာပို့လာပေးတာပါဒါကတော့လုံးဝသူ့ရဲ့အသက်ပေါ်တော့အာမဆလာဖြစ်ပါတယ်စတလာတို့ကတော့ဆူတီမဆလာသုံးထားပါတယ်ပြီးလို့ရှိရင်တော့ကုနာကလီးထားတဲ့အာကျတုံဖြူလေးတွေကိုထည့်လိုက်လို့ရပါပြီစတလာကတော့တခါတည်းထည့်ပြီးတော့လုံးလိုက်တယ်ပေါ့နော်အဲဆိုအနံ့လေးပုံမှုရအောင်ပါ ဒီချိန်မှာတခုတတိထားမှာကလေမီးကိုလုံးဝနည်းနည်းလေးပဲဖွင့်ထားပါမယ်ကျတော့ဖြူလေးလေးမှာလည်းအရသာတစ်ခါတည်းဝင်မိုးတွက်စတယ်လာကျက်သားမုတ်လေးကိုအရင်စားထည့်ပါတယ်။ပြီးလို့ရှိရင်တော့သသားတဲ့ဒီလိုမျိုးအနံ့မမွေးလေးတွေဖြစ်လာပြီးဆိုရင်တော့ခုနကရေစိမ့်ပြီးတော့ရေစေးထားတဲ့ပြက်တီချောက်လေးတွေကိုထည့်ပါမယ်။ဒီချိန်မှာပြက်တီချောက်လေးတွေကနည်းနည်းပြော့ပြော့ပြောင်ပြောင်ဖြစ်သွားပါပြီ။အဲဆိုလို့ရှိရင်ခဏလေးတည်ရတဲ့သူကအာအဆင်ပြေရပြီပေါ့နော်။အကြာကြီးတည်စရာမလိုပါဘူး။ ပြီးရင်တော့ခုနကလှီးထားတဲ့ဝက်ကောင်လေးတွေကိုထည့်ပါမယ်။တဲလာဝင်လာတဲ့ဝက်ကောင်တွေမှာအားကြတော့သူကအရသာမပါဘူးပေါ့နော်ဒီလိုအယောင်လေးနည်းနည်းနဲ့သူအချိုနည်းနည်းလေးအဲ့လိုပုံစံမျိုးရှိတယ်။ရေဆေးရနဲ့ဆိုလို့ရှိရင်အရသာတော့မကြံတော့ဘူးဆိုတော့သူ့ကိုတခါဒီစီနဲ့လုံလိုက်တဲ့ခါကြလို့ရှိရင်အနံ့နေရောအရသာတွေရောဝင်သွားမယ်ပေါ့နော်။ပြီးရင်တော့စားတစုံထည့်ပါတယ်။ထည့်ပြီးရင်လည်းဒီတိုင်းပဲအဲ့လိုမျိုးဟိုအရသာလေးတွေဝင်အောင်ပြန်တခါပြန်နေတယ်ပေါ့နော်။ပြီးလို့ရှိရင်တော့စတဲလာတို့ရေနွေးလေးနည်းနည်းလေးထည့်ပါမယ်။ အာသူကလေနည်းနည်းလေးပဲရေထည့်ဆရာလိုတယ်ပေါ့နော်။ဘာလို့ဆိုတော့ဒီတက်တီ6ကလည်းပျော့ပြောင်းလာပြီးသားဝက်ခေါင်းကလည်းချက်ထားပြီးသားဆိုတော့ကဲ10မိနစ်လောက်ဆိုလို့ရှိရင်တော့ရပါပြီ။ကိုချက်တက်ပြီးပုံမှန်ပဲမူတည်ရယ်ပေါ့နော်။အချို့တော့ကွာစတလာတကြားသုံးထထည့်လိုက်ပါရယ်။ကဲမွမွေးစက်ဆိုင်လေးနဲ့တက်တီတနတ်ဝက်ခေါင်းချက်လေးရပါပြီရှင်။အရန်စားလို့ကောင်းတယ်ပေါ့နော်ဒါသမင်းအရန်မိတ်နဲ့သူအနှစ်ကြီးနဲ့နယ်စားရင်ကတော်တော်လေးကိုသမင်းကနှစ်ပါးကြောင်တော့ကုန်နိုင်တဲ့အမိသားဖြစ်နေရယ်ပေါ့နော်ဆိုတော့ ထိတ်ချချာကြည့်ကြပါရှင်ဗီဒီယိုကိုအဆုံးထိကြည့်ရတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြမယ်နော်အားလုံးပဲတက်တာပါ